တိုက်ပွဲကြောင့်ပိတ်ထားတဲ့ဘိတ်တဝဲကားလမ်းပိုင်းပြန်လည်ဖွင့်လှစ်ပြီးတဲ့နောက်ရေလမ်းခီးစဉ်ပြေးဆွဲနေတဲ့ speed boat အမြန်ရင်နေမှာလက်မှတ်ဇီးနှုန်းတွေပြန်လည် short ချပြီးရောင်းချပေးနေတယ်လို့ speed boat ပြေးဆွဲသူတွေကလည်းသိရပါဗျ။ကားလမ်းမမဖွင့်ခင်ကဘိတ်တဝဲခီးစဉ်ဟာလူတစ်ယောက်ကိုကြက်25000ဇီးနှုန်းရှိခဲ့ပြီး November 29ရက်နေ့ကနေစတင်ပြီးလူတစ်ယောက်ကိုငွေကြက်2000နှုန်းနဲ့ပြောင်းလဲရောင်းချပေးနေတယ်လို့သိရပါဗျ။ ကားလမ်းပြန်ဖွင့်ချိန်မှာတော့ရေလမ်းခရီးသွားတဲ့သူနေပါပဲမဲ့ကားလမ်းကမသွားရတဲ့သူတွေအတွက်ဆက်လက်ပြေးဆွဲနေတယ်လို့ Speedboat ပြေးဆွဲသူတယောက်ကပြောပါရယ်ဘိတ်တဝဲလမ်းမိုင်းမှာပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကနေစပြီးကားလမ်းတွေကိုဖြတ်တန်းခွင့်ပိတ်လိုက်ပြီးတဲ့နောက်နိုဝင်ဘာလ28ရက်နေ့မှာကားလမ်းတွေကိုပြန်လည်ဖြတ်တန်းခွင့်ပေးခဲ့တယ်လို့ခရီးသွားတွေစီကနေသိရပါရယ်ကားလမ်းဖြတ်တန်းခွင့်ပိတ်ထားတဲ့အချိန်အရေးကြောင်သွားလာတဲ့သူတွေဟာရေလမ်းကိုအသုံးပြုရတာဖြစ်ပါတယ် ိတ်တဝဲခီးစဉ်ကာလမတ်ဟာကြက်ငွေ9000သာရှိပြီးရေလန်းခီးစဉ်လက်မှတ်ကတော့၄ဇနီးပါးပိုများတဲ့အတွက်ရေလန်းခီးကနေသွားဖို့ဈေးမတက်နိုင်တဲ့ခီးသွားတွေဟာကာလန်းပြန်ဖွင့်ချိန်ကိုစောင့်မျှော်ခဲ့ရတာဖြစ်ပါတယ်ရှင်ရွှေဆိုင်နေအနေနဲ့အယောင်မြင့်တင်ဖို့အတွက်ကန်စဲမဲဖောက်တာဒါမှမဟုတ်အလားတူနီလန့်နေဆောင်ရွက်တာတွေမလုပ်ဖို့ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်တထုရွှေရောင်းဝယ်သူများအသင်းကထုတ်ပြန်ထားပါဗျာ မြန်မာနိုင်ငံကနမေရရွှေဆိုင်အများစုဟာရွှေအပြင်ကားအထိကိုမဲဖောက်ပေးတာတွေလှုပ်ဆောင်ပြီးအယောင်မြင့်တင်မှုတွေပြုလုပ်လေးရှိကြပြီးတော့အခုလိုတားမြစ်တာဟာရွှေစင်းတို့အမြောင်းလဲမဖြစ်စေဖို့နဲ့ရွှေဈေးကောက်ကိုတည်ငြိမ်စေဖို့ရည်ရွယ်တယ်လို့အသင်းကထုတ်ပြန်တဲ့စည်းကမ်းချက်တွေထဲမှာဖော်ပြထားပါတယ်။ရွှေဆိုင်ရွှေတန်းစင်လုပ်ငန်းနဲ့ရွှေပဒိန်လုပ်ငန်းလုတ်ကင်သူတွေအတွက်အချက်15ချက်ပါစည်းကမ်းသတ်မှတ်ချက်တွေကိုအသင်းကထုတ်ပြန်လိုက်တာပါ။ အဲ့ဒီအချက်တွေထဲမှာစံချိန်မီအလေးချိန်တစ်ကြက်သား16.3ဂရမ်တက်မှတ်ထားတဲ့ရင်ညွန်စေးလိုင်စင်ထဲမှာပါတဲ့စိုက်နေရမှာပဲရောင်းချဖို့နဲ့အခွန်ပေးဆောင်ဖို့သက်ဆိုင်ရာစီပင်တရားအဖွဲ့နဲ့စီးပွားကူတန်းဝင်ကြီးဌာနတွေမှာလိုင်စင်လျှောက်ထားဖို့စတဲ့အချက်တွေပါဝင်ပါတယ်။ ဒီလိုစီကန်းချက်ထုတ်ပြန်တာတွေမတိုင်ခင်ကတည်းကရွှေဆိုင်နေအနေနဲ့စစ်ကောင်စီလောက်ခံတည်ရန်ဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနရဲ့အမတ်နှစ်တက်ထူတွင်လုပ်ငန်းကထုတ်ပေးတဲ့ဘောင်းချာတွေနဲ့သာရွှေရောင်းမယ်လို့သတ်မှတ်ထားပြီးဖြစ်ပါရဲ့ရှင်။စစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်စကားကိုဝေဖန်ခဲ့လို့ဆိုပြီးဖမ်းဆီးခံခဲ့ရတဲ့ဒရိုက်တာမိုက်တီဇပိုတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင် အုံတိုင်းတို့၃ယောက်တို့ကို ရွေးကောက်ပွဲနှောက်ရှက်ဟန်တာဖြည့်ဆည်းခြင်းကနေကာကွယ်ပေးရေးဥပဒေအရထောင်ဒဏ်9နှစ်စီချမှတ်လိုက်တယ်လို့ DVV ရဲ့သတင်းရင်းမြစ်ကပြောပါရယ်။ဟာတာတရုတ်ဆောင်အုံတိုင်းကိုနိုဝင်ဘာလ25ရက်နေ့ကတောင်တကုံတရားရုံးမှာရုံးထုတ်ခဲ့ပြီးနိုဝင်ဘာလ28ရက်နေ့ကဒရိုက်တာမိုက်ဒီကိုရန်ကင်းတရားရုံးမှာရုံးထုတ်ခဲ့တယ်လို့တရုတ်ဆောင်ကျော်ဝင်းထုတ်ကိုတော့နိုဝင်ဘာလ28ရက်နေ့ကဗဟန်တရားရုံးမှာရုံးထုတ်ခဲ့လို့သိရပါရယ်။ ထမအဦးဆုံးရုံးချင်းမှာပဲပုံမှန်23ကကြီနဲ့အမြင့်ဆုံးထောင်နဲ့9နှစ်စီချမှတ်ခဲ့တာဖြစ်ပါတယ်။ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့ရွေးကောက်ပွဲဝါရဖြန့်ဇလန်းနဲ့ဇလန်းမှာပါဝင်တရုတ်ဆောင်ခဲ့တဲ့သူတွေကိုအော်တိုဘာလာ28ရက်နေ့ကလူမှုကွန်ရက်မှာဝေဖန်ရေးသားတာကြောင့်ဆိုပြီးသူတို့ကိုနေအိမ်တွေကနေဖမ်းဆီးခဲ့တယ်လို့အာနာသိန်းစစ်အုပ်စုကအော်တိုဘာလာ29ရက်နေ့ကထုတ်ပြန်ခဲ့တာပါ။ စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတွက်ဝါရဖြန့်ဇက်ကားမှပါဝင်ခဲ့တဲ့သူတွေကို Facebook မှာဝေဖန်ခဲ့တာကြောင့်သူတို့ကိုဖမ်းဆီးဖို့စစ်တပ်ထောက်ခံသူတွေကလှုံ့ဆော်ပြီးတဲ့နောက်ပိုင်းမှာအခုလိုဖမ်းဆီးခြင်းခံရတာဖြစ်ပါတယ်။ဒါ့အပြင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်ရေးသားတဲ့သတင်းဌာနတွေရဲ့သတင်းတွေကို like ပေးတာတွေပြုလုပ်လို့ဆိုပြီး Driver စပူထုံးတက်လွင်နဲ့ Driver အောင်ချမ်းလူတို့ကိုလည်းဖမ်းဆီးထားပြီးတော့ပုံမှန်23ကာဂျီနဲ့အမှုဖွင့်ထားတာဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအတင် AAPB ရဲ့သတင်းချက်လက်တွေရနိုဝင်ဘာလ29ရက်နေ့ထိရွေးကောက်ပွဲနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့ဖမ်းဆီးခံထားရတဲ့သူ88ယောက်ရှိတာပြီဖြစ်ပါရဲ့ရှင်။ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာမဲဆင်းနေမှလို့နိုဝင်ဘာလ28ရက်နေ့ကနေစပြီးလာဝကနေရဲ့ရကြီးအုပ်စုအဖွဲ့တွေကတအိမ်တက်တအိမ်စင်ပြီးပြန်လဲကောက်ယူနေတယ်လို့မြို့ခံတွေဆီကနေသိရပါဗျ။ မော်ဘီရွှေမြရာကျေးရွာမှာလာဝကနဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကမှားယွင်းနေတဲ့မဲဆင်းတွေကိုအိန္ဒိယရောက်လာပြီးပြင်ပေးခဲ့တယ်လို့ဒေသခံတူကပြောပါတယ်။မှားယွင်းတဲ့မဲဆင်းမှာလူတယောက်ကို3-4ချိန်ပါနေတယ်လို့သိရပါတယ်။မော်ဘီမြို့နယ်ပတိကုန်းကျေးရွာနဲ့ညောင်ကုန်းကျေးရွာတွေမှာလည်းတေဆုံးသူနဲ့ပြောင်းရွှေ့သွားသူတွေဟာမဲဆင်းမှာအများပြားပါဝင်နေပြီးလက်ရှိနေထိုင်သူတွေမပါလို့စည်ရင်းပြက်ကောက်နေရတယ်လို့မြို့ခံတယောက်ကပြောပါတယ်။ မဲဆီယမာယွန်းနဲ့အတွက်နိုဝင်ဘာလ28ရက်နေ့ကလာဝကအဖွဲ့နဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့ကြီးဟာရွှေမြရာပတိဆက်သွားတော့ညောင်တကာနဲ့ညောင်ကုန်းကြေးရွာအုပ်စုတွေမှာစရင်အစ်စ်ပြန်လဲကောက်ခံခဲ့ကြရတယ်လို့မြို့ခန့်နေစီကနေသိရပါဗျ။ဒီဇင်မာလာ28ရက်နေ့မှာစေအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာမော်ဘီမြို့နယ်မှာစံခိုင်ရေးအပါအဝင်ပါတီ၈ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်များဝင်ပြိုင်မှာဖြစ်ပါတယ်။ အာနာသိစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမွင်နဲ့အတူအရောင်ရွေးကောက်ပွဲဖြစ်လို့ပြည်သူတွေဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါတယ်ရှင်။စေအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကကန့်ကွက်နေတာကြောင့်လက်ခံလာအောင်ဆောင်ရွက်ပေးဖို့ဘီလာရုစ်သမ္မတကိုစစ်ကောင်းဆောင်ကအကူအညီတောင်းခဲ့တယ်လို့နေပြည်တော်သတင်းရင်းမြစ်စီကလည်းသိရပါဗျ။ ဘီလာရုစ်သမ္မတမပြန်ခင်မှာစစ်ကောင်းဆောင်တဲ့နိုင်ငံသားရေးဝန်ကြီးဌာနကိုယ်စားလှယ်အဖွဲ့များတီးသန့်တွေ့ဆုံကမြန်မာနိုင်ငံအတွင်းပြုလုပ်မဲ့ရွေးကောက်ပွဲမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ကြောင်းကိုနိုင်ငံတကာသိအောင်ပြောဆိုပေးဖို့အကူအညီတောင်းခဲ့တယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါရယ်ရွေးကောက်ပွဲကို နိုင်ငံတကာကလက်မခံတဲ့အတွက်ဥရောပသမဂ္ဂအမေရိကန်နဲ့နယူးဇီလန်လိုအင်အားကြီးနိုင်ငံတွေကလက်ခံလာအောင်စီရင်ပေးဖို့အကူအညီတောင်းခဲ့တယ်လို့ဆိုပါရယ် ဘီလာရုစ်တမရမြန်မာနိုင်ငံလာတဲ့အချိန်မှာနှစ်နိုင်ငံအစိုးရကြားပညာရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်18စာလက်မှတ်ရေးထိုးခဲ့ပေမဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့မဟုတ်ပဲဘီလာရုစ်တမရလူကာရှန်ကိုအတွက်လော်ဘီကြီးတက်တက်တာဖြစ်တယ်လို့နိုင်ငံရေးလှိလာသုံးသက်သူတူက DVV ကိုပြောပါရယ်စကောင်းဆောင်ကဥဆောင်ပြီးလုံမဲ့ရွေးကောက်ပွဲကိုဥရောပသမဂ္ဂအမေရိကန်လွှတ်တော်နယူးဇီလန် အာဆီယံအဖွဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အပါအဝင် ပြည်ရင်းပြည်ပရပ်ဖက်အဖွဲ့အစည်းတွေကကန့်ကွက်ထားပါတယ်ရှင်။မွန်ပြည်နယ်မော်လမြိုင်မြို့ဇေဒဝန်ကျောင်းတိုက်သာသနာ့နယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္ဒဇော်တိအပါဝင်၃ယောက်ကိုစစ်ကောင်စီကဖမ်းဆီးသွားတယ်လို့ကျောင်းတိုက်နဲ့နှိဆက်သူတွေစီကနေသိရပါဗျ။ နိုဗမာလ28ရက်နေ့ညနေ4နာရီလောက်မှာဆရာတော်အရှင်ဆန္ဒဇောတိနဲ့ကပီယာနှစ်ယောက်ကိုစစ်ကောင်စီပူပေါင်းအဖွဲ့ကဈေးကြိုရက်ွက်မှာရှိတဲ့ကြောင်းဝင်းနဲ့အထီးကိုဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့တပည့်တကာတယောက်ကပြောကြပါဗျ။စစ်ကောင်စီကတော့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြားစီဖို့ရည်ရွယ်ပြီးလူမှုကွန်ရက်စာမျက်နှာပေါ်မှာလှုံ့ဆော်ဝါဒဖြန့်ခဲ့တာကြောင့်ဖမ်းဆီးတယ်လို့ဝါဒဖြန့်သတင်းထုတ်ပြန်ထားပေမဲ့ဆရာတော်ရဲ့လူမှုကွန်ရက်မှာတော့ တောင်ဝိုင်းတောင်တန်းပေါ်မှာစစ်ကောင်စီအဖွဲ့ကတောင်ဖြိုချနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတဘာဝပဝင်ချင်းထိခိုက်နိုင်ကြောင်းထောက်ပြပြောဆိုတာပဲရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီခန့်ပြည်내အစိုးရအဖွဲ့အနေနဲ့မော်လမြိုင်မြို့ကတောင်ဝိုင်းတောင်ကိုဆက်ရန်နီးယားအများပြားနဲ့နေစဉ်ဖြိုဖျက်နေပြီးရရှိလာတဲ့မြေတွေကိုစစ်အုပ်စုအကောင့်ထဲပေါ်နေတဲ့မြို့သစ်စီမံကိန်းအတွက်အသုံးချနေကြောင်းနဲ့ တောင်ဝိုင်းတောင်ဟာမော်လမြိုင်မြို့တဘာဝကာကွယ်မှုအုတ်မြစ်တစ်ခုဖြစ်တဲ့အတွက်တူးဖော်ဖြည့်ဆည်းနေတာတွေကိုရနာပေးကြဖို့ဒေသခံတွေကလိုလားနေရပဲဖြစ်ပါတယ်။အရှင်ဆန္ဒဇော်တိယာသာသနာနယ်ဖောင်ဒေးရှင်းကိုဦးဆောင်သူဖြစ်ပြီးလူငယ်တွေရဲ့ပညာရေးနဲ့လူမှုရေးအပါအဝင်ပရိဒါအလုပ်တွေကိုကူညီဆောင်ရွက်နေတဲ့ဆရာတော်တစ်ပါးဖြစ်တယ်လို့မြို့ခံတွေဆီကနေသိရပါတယ်ရှင်။ နိုဗမာလာ29ရက်နေ့ကနေဒီဇင်ဘာလ1ရက်နေ့ထိတရုတ်နိုင်ငံယူနန်ပြည်နယ်မှာကျင်းပနေတဲ့လျံချမ်းမဲခေါင်အပီပီဆိုင်ရာရုပ်ရှင်ရဲသားတပတ်ပွဲတော်ကိုစစ်ကောင်စီလက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဦးအေးကျွမ်းနဲ့အတူအာနာသိစစ်အုပ်စုရဲ့ဝါရဖြစ်မှုတွေမှာကုညီပါဝင်နေတဲ့သူတွေတက်ရောက်နေတယ်လို့အမှုပညာအတိုင်းဝန်းနဲ့နေဆက်သူတွေစီကနေသိရပါဗျာ။ ရုပ်ရှင်အစီရောဥက္ကဋ္ဌဦးကြည်စိုးထွန်းနဲ့တားဖြစ်သူချမ်းသာကြည်စိုးဟာတာတယုတ်ဆောင်ဒိန်းတောင်ဒရိုက်တာမီးပွားမင်္ဂလာရုပ်ရှင်ပိုင်ရှင်ဇော်မင်းတို့တက်ရောက်နေတာဖြစ်ပါတယ်အဲ့ဒီရုပ်ရှင်ပွဲတော်မှာတော့ချစ်သူသာပန်းတပွင့်ဖြစ်ခဲ့ရင်တဲ့တပင်တဲ့မြန်းင်းစီရုပ်ရှင်ကနှကားပါဝင်ပြတ်တတ်မှာဖြစ်ပြီးအဲ့ဒီရုပ်ရှင်ကတွေနဲ့သက်ဆိုင်မှုမရှိဘဲဟာတာတယုတ်ဆောင်နဲ့ဒရိုက်တာမီးပွားတို့တက်ရောက်တာကတော့စေအုပ်စုကိုထောက်ခံပြီးဝါရဖြတ်ပေးတာတွေကြောင့်တက်ရောက်ခွင့်ရတယ်လို့ အမှုပညာအတိုင်းဝန်းနဲ့နှိဆက်သူတူကပြောပါရရှင်ထိုင်းမြန်မာနယ်စပ်ကမောတောင်မြို့ကိုလက်လွတ်လိုက်ရတဲ့ကိစ္စစစ်ဆေးခံရတဲ့ကံယူရန်စစ်ဌာနချုပ်တိုင်းမူဘိုချုပ်ကျော်ကျော်ဟန်ကိုနိုဝင်ဘာလ26ရက်နေ့မှာခံဝင်နဲ့ပြန်လွတ်လိုက်တယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကနေသိရပါဗျာ။ ဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုကာဆာထမူဒုဗိုလ်ချုပ်ကြီးညိုဝင်းဆွေနဲ့အဖွဲ့က9ရက်ကြာစစ်ဆေးပြီးတဲ့နောက်စစ်စင်ရေးကိစ္စတွေမှာနောက်နောက်ဒီလိုဖြစ်စဉ်မျိုးမဖြစ်အောင်ဝန်ခံကတိလက်မှတ်ရေးထိုးပြီးပြန်လွှတ်လိုက်တယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါရယ်ဗိုလ်ချုပ်ကျော်ကျော်ဟန်ရဲ့အမျိုးသမီးကစစ်ကောင်းဆောင်ရဲ့အမျိုးသမီးဒေါ်ကျူကျူလှကိုလက်ထိုးပြီးအတနာခံခဲ့တဲ့အတွက်ပြန်လွှတ်လိုက်တာဖြစ်ပြီးယာရုကတော့တိုးမှမဟုတ်တော့ဘူးလို့ဆိုပါရယ်နိုဝင်ဘာလ14ရက်နေ့ကထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို KNL ဥဆောင်တဲ့တော်လည်တက်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်တုံးမန်း43ရောက်ကိုဖမ်းဆီးမိပြီးလက်နက်ခဲရဲ့အများပြားကိုလည်းသိမ်းယူနိုင်ခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ15ရက်နေ့မှာဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုစစ်ဆေးခဲ့တာဖြစ်ပါတယ်ရှင်ရန်ကုန်မှာရှိတဲ့ဖင်လန်နိုင်ငံတန်ယုံကိုပိတ်တော့မယ်လို့ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနကနိုဘယ်မာလာ28ရက်နေ့မှာထုတ်ပြန်ပါတယ် လာမယ့်2026ခုနှစ်မှာရန်ကုန်မြို့နယ်ပါကစ္စတန်နိုင်ငံအစ္စလာမဘက်အာဖဂန်နစ္စတန်နိုင်ငံကာဘူးမြို့တို့ကတန်ယုံတွေကိုပိတ်သိမ်းဖို့ပြင်ဆင်တာတွေစလုပ်နေပြီလို့ဆိုပါရယ်။ဒါဟာဝန်ကြီးဌာနရဲ့ပြည်ပမစ်ရှင်ကွန်ရက်ကိုပြင်ဆင်ဖွဲ့စည်းတာဖြစ်ပြီးဖင်လန်အတွက်မဟာဗျူဟာအရအရေးပါတဲ့နိုင်ငံတွေမှာအရင်းမြစ်တွေကိုစုစည်းဖို့ဖြစ်တယ်လို့သမရရဲ့အမိန့်နဲ့တန်ယုံတွေကိုပိတ်သိမ်းတာလို့ထုတ်ပြန်ထားပါရယ်။တန်ယုံနေပိတ်သိမ်းရတာဟာလုပ်ငန်းဆောင်ရွက်မှုနဲ့မဟာဗျူဟာမြောက်အကြောင်းရင်းနေကြောင်းဖြစ်ပြီး ိုင်ငံတွေရဲ့နိုင်ငံရေးအခြေအနေပြောင်းလဲမှုတွေဖင်လန်နိုင်ငံနဲ့ကုသန်းရောင်းဝယ်ရေးစီးပွားရေးဆက်ဆံမှုအကန့်အသတ်တွေနဲ့ဆက်ဆက်နေရလို့ဆိုပါရယ်ရန်ကုန်ဖင်လန်တန်ရုံးရဲ့ website မှာတော့ဖင်လန်နိုင်ငံသားတွေအတွက်အရေးပေါ်အကူအညီတွေ passport တက်တန်းတိုးတာအစရှိတာတွေကိုကောင်စစ်ရေးရနဲ့မြန်မာနိုင်ငံသားတွေရဲ့နေထိုင်ခွင့်ဆိုင်ရာဝန်ဆောင်မှုတွေကိုဘန်ကောက်မှာရှိတဲ့ဖင်လန်တန်ရုံးကနေဆောင်ရွက်ပေးမယ်လို့သိရပါရယ် ဖင်လန်နိုင်ငံကိုသွားဖို့ရှန်ဂန်ဗီဇာရှောက်မယ်ဆိုရင်တော့ရန်ကုန်မြို့မှာရှိတဲ့ဂျာမနီတန်ယုံမှာရှောက်ထားနိုင်တယ်လို့သိရပါဗျ။ဖင်လန်အနေနဲ့ဒီနှစ်ထဲမှာပဲအမေရိကန်နိုင်ငံဟိုစတန်မြို့မှာကောင်စစ်ဝင်ချုပ်ယုံဖွင့်လှစ်ခဲ့ပြီး Business Finland ကယုံနေဖွင့်လှစ်ခဲ့တဲ့နေရာတွေမှာလည်းစီးပွားကူတန်ရောင်းဝယ်ရေးဆိုင်ရာယုံငန်းတွေကိုဖွင့်လှစ်သွားမယ်လို့ထုတ်ပြန်ထားပါဗျ။ စစ်ကောင်စီကနိုဝင်ဘာလ26ရက်နေ့ညပိုင်းမှာအကျဉ်းထောင်နဲ့အချုပ်ထောင်အသီးသီးကပုံမှန်905ကကြီးနဲ့ပြည်တံကြခံနေရတဲ့သူတွေကိုလွန်ငင်းချမ်းသာခွင့်ပေးခဲ့ပြီးတဲ့နောက်အရာရီတိုင်းမအူပင်မြို့မှာပြန်လွတ်လာတဲ့သူ9ယောက်သာရှိခဲ့တယ်လို့မအူပင်မြို့ခံတွေကပြောပါတယ်။မအူပင်မြို့မှာပုံမှန်905ကကြီးနဲ့အရေးယူခံထားရတဲ့သူတွေအများပြားရှိနေပြီးပုံမှန်905ကကြီးနဲ့ပြည်တံချခံထားရတဲ့သူအမျိုးသား၄ယောက်နဲ့ ပြစ်ဒဏ်မချမှတ်သေးပဲပုံမှန်905ကာကြီအတက်ခံထားရကအချုပ်ခံထားရတဲ့အမျိုးသမီး2ယောက်နဲ့အမျိုးသား2ယောက်စုစုပေါင်း9ယောက်ကိုသာနိုဗမာလ28ရက်နေ့ညနေပိုင်းမှာပြန်လွတ်ပေးခဲ့လို့ဆိုပါရယ်မိုဘီမြို့မှာစစ်ကောင်စီတပ်ကပုံမှန်905ကာကြီနဲ့ဖမ်းဆီးအကျဉ်းချထားတဲ့သူအယောက်60ကျော်ရှိပြီးဖန်စီခံရတဲ့သူတွေထဲမှာနိုင်ငံရေးနဲ့မပတ်သက်ပဲအုတ်ချုပ်ရေးမှုတွေရဲတွေနဲ့အဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်905ကာကြီးပုံမှန်နဲ့ အရေးယူခံထားရတဲ့သူတွေလည်းရှိတယ်လို့မိုးဘင်အကျဉ်းထောင်နဲ့နှိစက်တဲ့မိုးဥပင်မြို့ခံတယောက်ကပြောပါဗျာတနိုင်ငံလုံးကအကျဉ်းတောင်နဲ့အချုပ်ထောင်အကျဉ်းစခန်းအသီးသီးကနေပုံမှန်905ကာဂျီနဲ့ပြစ်ဒဏ်ကြခံနေရတဲ့သူတွေကိုနိုဝင်ဘာလ26ရက်နေ့ညပိုင်းမှာလုံငိမ့်ချက်တာကွင်ပြူကြောင်ကျင်ညာခဲ့ပြီး ပြည်ထောင်ကြခန့်နေရတဲ့သူ385ရောက်ကိုပြည်ထောင်လုံငင်းခွင့်ပေးကတရားရင်ဆိုင်နေရစေ9580ရောက်ကိုလည်းအမှုပိတ်သိမ်းပေးခဲ့တယ်လို့စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြထားပါတယ်ရှင်။ ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အတွင်းကဖလူကျေးရွာနဲ့မင်းလက်ပန်ဒေသတွေမှာတော်လရင်တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေပြီးထိုင်းဘက်ခြမ်းကိုလက်နက်ကြီးကျရောက်တဲ့အတွက်မြန်မာစစ်ရှောင်းနှစ်ယောက်ထိခိုက်ခဲ့ရတယ်လို့မြန်မာစစ်ဘေးရှောင်ရေးကူညီပေးနေသူတွေဆရာနေသိရပါတယ်ဒီကနေ့နိုဝင်ဘာလ30ရက်နေ့မနက်9:00နာရီကျော်အချိန်မှာမဲဆောက်မြို့နယ်မဲကုကင်ကျေးရွာကို60မမလက်နက်ကြီးကြီး၅လုံးကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။ မြန်မာကနေစစ်ဘေးရှောင်နေတဲ့သူ၂ယောက်လက်နက်ကြီးကြီးစားထိမှန်ခဲ့လို့သိရပါဗျ။တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေအတွက်သွာလာရာခက်ခဲနေပြီးမဲကုကင်ကျေးရွာကစစ်ဘေးရှောင်နေတဲ့သူတွေစီကိုသွားဖို့အတွက်ကူညီဖို့အတွက် ထိုင်းစစ်တပ်ကအသွားမခံဘူးလို့စစ်ဘေးရှောင်အရေးကူညီပေးနေသူ90ပောက်ကပြောပါဗျ။ထိုင်းမဲ့အချမ်းကိုလက်နက်ကြီးပောက်ကွဲပြီးတဲ့နောက်ထိုင်းစစ်တပ်က120မီလီမီတာစိမ်ပြောင်းနဲ့ကြီ၄တောင်ပြန်လဲပစ်ခတ်တရိပ်ပေးခဲ့လို့ဆိုပါရယ် ထိုင်းနယ်စပ်တလျှောက်မှာတော့ထိုင်းနိုင်ငံဘက်အချမ်းမှာထိုင်းအာဏာပိုင်တွေကလုံခြုံရေးတွေတင်းကျပ်ထားတဲ့အတွက်စစ်ဘေးရှောင်ဒေသတွေကိုသွားလို့အဆင်မပြေတော့ဘူးလို့စစ်ရှောင်ရေးကူညီပေးနေသူတွေကပြောပါတယ်ရှင်။ပဲခူးတိုင်းနယ်တလေးမြို့နယ်တဲကစစ်ကောင်စီတပ်ရဲ့ရဲစခန်းနှစ်ခုနဲ့ရိတ်ခါကိုရောင်ကိုနိုဝင်ဘာလ28ရက်နေ့တရက်ထဲမှာဝင်ရောက်စီးနှင်းတိုက်ခိုက်မိရှို့ရှင်းလင်းခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့ရေးစီရင်နေသိရပါဗျ။နယ်တလေးမြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီတပ်လက်အောက်ခံ ဓာမငယ်ရဲစခန်းတောင်ညိုရဲစခန်းနဲ့စစ်တပ်ရဲ့သစ်ဆိုင်ခြံရိတ်ခါကိုရောင်တွေကိုဝင်ရောက်ပစ်ခတ်စီးနှင်းမိရှုဖျက်ဆီးခဲ့လို့ဆိုပါရယ်အင်အား30လောက်ရှိတဲ့တောင်ညိုရဲစခန်းကိုဝင်ရောက်စီးနှင်းချိန်မှာတော့စစ်ကောင်စီတပ်တွေကလက်နက်ခဲယမ်းတွေကိုတဲ့ပြီးတော့ထွက်ပြေးသွားကြတဲ့အတွက်စခန်းတွေကိုမိရှုဖျက်ဆီးခဲ့ပြီးစစ်ကောင်စီတပ်တွေထွက်ပြေးသွားတဲ့မင်းမူကျွန်းအောက်စုပြူရွာတဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့တာယာဝတီခရိုင်3801တိုင်ရင်တိုင်ရင်မူကိုမိုးကျော်က DVB ကိုပြောပါရယ် ဲ့ဒီအပြင်မတ်လာတဲ့မှာတိမ့်ပိုက်ရရှိခဲ့တဲ့ဓာမငယ်ရဲစခန်းကိုတော့လက်ရှိအချိန်မှာနေမေရှင်းလင်းရေးပြုလုပ်ပြီးစခန်းထဲကအဆောက်အုံတွေကိုမိရှုဖျက်ဆီးခဲ့တာစစ်ကောင်စီတပ်ဖက်ကစဘာနဲ့ပဲတွေတိုးလောင်ထားတဲ့သစ်စိမ့်ချံရိတ်ခါကူရောင်ကိုလည်းမိရှုဖျက်ဆီးခဲ့လို့ဆိုပါရယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်နိုဝင်ဘာလ29ရက်နေ့အထိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲငယ်တွေဆက်လက်ဖြစ်ပွားနေရလို့လည်းသိရပါဗျာရှင် မြန်မာနိုင်ငံမှာအင်အားပြည့်ငလင်ကြီးလှုပ်ခတ်ခဲ့တာ၈လကျော်ကြာပြီဖြစ်ပေမဲ့ပြိုကျပျက်စီးနေတဲ့အစ္စလမ်ဘာသာဝင်တွေရဲ့ဗလီတွေပြန်လည်ဆောက်လုပ်ခွင့်မရသေးဘူးလို့မွတ်စလင်အတိုင်းဝန်ဆရာတွေသိရပါဗျ။ဆောက်လုပ်ခွင့်တွေကြန့်ကြာနေတာကြောင့်ဖြိုဖျက်ရမယ့်ဗလီတွေကိုလည်းဖြိုခွင့်ရထားပေမဲ့မဖြိုကြသေးဘဲစောင့်ကြည့်နေရတယ်လို့ဆိုပါဗျ။ဗလီတွေပြန်ဆောက်ခွင့်ရဖို့အတွက်သာသနာ့ရေးဦးစီးဌာနနဲ့စီပင်အဖွဲ့အစည်းကိုရှောက်ထားရတာဖြစ်ပြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဆုံးဖြတ်ချက်နဲ့ဆောက်ခွင့်ပေးတယ်လို့ မန္တလေးမြို့ခံတယောက်ကပြောပါရယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းကိုမဟုတ်ပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ Richter scale 9.8အဆင့်ရှိတဲ့အင်အားပြည့်ငလင်ကြီးရဲ့နောက်ဆက်တွဲငလင်နေကြောင့်ပြည်နယ်နဲ့တိုင်း6ခုမှာအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ပြီးရှင်းအောင်အဆောက်အုံ1982လုံးတာသနီကအဆောက်အုံ4968လုံးပျက်စီးတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါဗျ။အဲ့ဒီထဲမှာဗလီ136လုံးပါတယ်လို့လည်းဆိုထားပါဗျ။ ဒါပေမဲ့ထိခိုက်ပျက်စီးတဲ့ဗလီတွေနဲ့ပတ်သက်ပြီးလိုက်လံစည်ရင်ပြုစုသူတယောက်ကတော့ဗလီ182လုံးထိခိုက်ပျက်စီးတာကိုတွေ့ရပြီးစစ်ကောင်စီရဲ့စည်ရင်နဲ့ကွာဟနေတာကဆုံးရစရာဖြစ်တယ်လို့ပြောပါရရှင်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသဟင်းသာတိုင်းအနီးမှာနိုဝင်ဘာလ28ရက်နေ့ညနေပိုင်း9နာရီလောက်ကဟွန်ဒါဆက်လင်ငယ်တစ်စီးနစ်မြုပ်ပြီးကလင်းငယ်အပါဝင်နှစ်ယောက်တိတ်ဆုပ်ခဲ့ရလို့ဒေသခံတွေစီကနေသိရပါဗျာ။ လူ9ယောက်လိုက်ပါလာတဲ့ဆက်လျာလှိုင်းလုံးတန်းကြောင့်တိမ်မောက်ခဲ့တာဖြစ်ပြီးအနီးနားကလူတွေကကူညီကယ်ဆယ်ပေးခဲ့တဲ့အတွက်လူ3ယောက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အသက်9နှစ်အရွယ်ကလေးငယ်နဲ့အသက်22နှစ်အရွယ်လူငယ်အမျိုးသားတို့ရေနစ်သိမ်းဆုံးသွားတယ်လို့သိရပါတယ်။ဟိုနာဆက်လျာတင်းငယ်ပြီးတော့လူများတာဖြစ်တဲ့အတွက်လှိုင်းလုံးကြီးပြီးဆက်လီမှောက်သွားတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ ဒါအပြင်ရင်းနစ်တည်ဆုံခဲ့တဲ့ကလေးအလောင်းကို20ရက်နေ့မနက်ကပြန်တွေ့ပြီးကျန်တဲ့တယောက်ကိုတော့ညနေပိုင်းမှာပြန်တွေ့ခဲ့တယ်လို့သိရပါဗျ။ပြန်လည်တွေ့ရှိခဲ့တဲ့အလောင်းတွေကိုကယ်ဆယ်ရေးအဖွဲ့ကနန်းပန်ဆေးရုံကိုပို့ဆောင်ပြီးနိုဝင်ဘာလ29ရက်နေ့မှာတကြိုခဲ့တယ်လို့သိရပါဗျ။ဆက်လီမောင်းနေသူတွေကိုရဲတွေကဖမ်းဆီးသွားပြီးဆက်လီမောက်တဲ့ဖြစ်စဉ်ကိုအွန်လိုင်းပေါ်မတင်ဖို့ရဲတွေကပြောထားတယ်လို့ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာလည်းဆောင်းရသည်ရောက်ရှိနေပေမဲ့အင်းလေးဒေသမှာအချိန်အခါမဟုတ်မိုးရွာသောနာကြောင့်ရေတွေတက်နေတယ်လို့ဒေသခံတွေဆီကနေသိရပါဗျရှင်။စကိုင်းတိုင်းဒဇယ်မြို့နယ်တွေကတိုက်နယ်ဆေးရုံကိုနိုဝင်ဘာလ28ရက်နေ့မှာစစ်ကော်မရှင်တပ်ကလေရင်နဲ့ပုံကျဲပစ်ခတ်ပြီးမြေပြင်ကနေလည်းစစ်ကြောင်းထိုးနေတဲ့အတွက်ကျေးရွာ900ကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေဆီကနေသိရပါဗျ။ နိုဝင်ဘာလ28ရက်နေ့ညနေ3နာရီလောက်မှာဒဇယ်မြို့နယ်တွေကရွာရှိမြောက်ရွာမှာရှိတဲ့တိုက်နယ်စေးရုံနဲ့မဲဇလီကုန်းရွာတွေကိုတရအူကနေတက်လာတဲ့စစ်တပ်ရဲ့ Jet Fighter တစ်စီးကဘုံးတွေကျဲပြီးတော့ Rocket တွေနဲ့လည်းပစ်ခတ်ခဲ့တဲ့အတွက်စေးရုံအဆောက်အုံတွေနဲ့လမ်းတွေပျက်စီးခဲ့ပါတယ်။ပြည်သူနှစ်ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအပြင်နိုဝင်ဘာလ28ရက်နေ့မှာတော်လင်ပူပေါင်းတက်တီတိုက်ခိုက်ခဲ့တဲ့တစဲမြောက်ချမ်းကမူးတိမ်ပြူစောတီကျေးရွာကိုလည်းနိုဝင်ဘာလ29ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ကျေးရွာ900ကဒေသခံတွေထွက်ပြေးနေရတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်တာဂလတာဂရနဲ့ ထမ်းမင်ကုန်၊မူးကျင်စု၊အောင်စွာ၊အက်ကြီးနဲ့ထမ်းမင်စိတ်ကြီးရွာတွေကဒေသခံတွေနေရဲစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒဇယ်မျိုးနဲ့ပကဖားရဲ့ပြောရေးဆိုခွင့်ရှိသူက DVV ကိုပြောပါရရှင်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်မှာအေးအေးတန်းကြောင့်နိုဝင်ဘာလတစ်လအတွင်းတောတောင်ထဲရှောင်နေရတဲ့တက်ကြီးရွယ်အိုစစ်ဆောင်6ရောက်တေဆုံးခဲ့ရတယ်လို့စစ်ဆောင်အကြီးအကဲပေးနေသူတွေစီကလည်းသိရပါဗျ။ နိုဝင်ဘာလအတွင်းမှာဘောရံစစ်ဘေးရှောင်စခန်းကစစ်ရှောင်၃ရောက်နဲ့ဝါလီပင်ခွန်စစ်ရှောင်စခန်းတွေက၃ရောက်တည်ဆုံခဲ့တာပါအခုနှစ်ဟာအရန်အေးတဲ့အတွက်စစ်ရှောင်တွေဟာမိုးကနေပဲနေနေရပြီးမိုးကတွေလုံလုံကြုံကြုံမရှိတဲ့အတွက်အေးအေးမိပြီးလေဖျန်းကတလားအတွင်းမှာအသက်60အထက်တက်ကြီးရွယ်ဦး၆ရောက်တည်ဆုံခဲ့တယ်လို့စစ်ရှောင်တယောက်ကပြောပါတယ် အဲ့ဒီအပြင်တောတောင်တွေထဲမှာဆစ်ဆောင်နေရတဲ့သူတွေဟာကျမ်းမာရေးဆောင်ရှားခွင့်မရပဲဖျားနာတဲ့အခါမှာအချိန်ကြာမြင့်စွာခံစားကြရတယ်လို့ဆိုပါတယ်။စေယုံစည်းကမ်းတွေကိုသွားချိန်မှာလမ်းနေအဆင်မပြေငွေရေးကြေးရေးအခက်ခဲတွေအတွက်ယောဂါကိုအချိန်ကြာကြီးခံစားရတယ်လို့စစ်ဘေးရှောင်တယောက်ကပြောပါတယ်။ပင်လောင်းမြို့နယ်မှာဆစ်ဆောင်စခန်း၁၀ခုကျော်ရှိပြီးလူကြီးတထောင်ကျော်ရှိကတောတောင်တွေနဲ့ဝါလီ ပင်ခွန်စင်းတောင်ဆောင်ခါနဲ့ TV ဆစ်ဆောင်စကန်နေမှာအများဆုံးနေထိုင်ကြရတယ်လို့သိရပါတယ်ရှင်။ ပြည်သူတွေရဲ့လူမှုရေးပြည်တံခံနေရတဲ့အဆိုတော်ယုံလေးရဲ့မြို့ပြတဲကလမ်းမဆိုတဲ့ရုပ်ရှင်ပထမအဆုံးယုံတင်တဲ့နေ့မှာကြီးစုသူမရှိတဲ့အတွက်ပိတ်လိုက်ရတယ်လို့ယုံလေးကသူ့ရဲ့ Facebook အကောင့်စာမျက်နှာမှာ November 29ရက်နေ့ညရေးသားခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ကိုယုံလေးရဒရိုက်တာအဖြစ်တနစ်ခွဲကြာရိုက်ကူးခဲ့တာဖြစ်ပြီးငွေကျပ်သိန်း6000ကျော်အကုန်ကြခံရိုက်ကူးခဲ့တာဖြစ်တယ်လို့ယုံနေတဲ့ပထမရက်မှာကြီးမဲ့သူမရှိလို့တနစ်လုံးအတွက်ဝင်ငွေအ ਨੇ ဆုံးဆက်ကအဖြစ်နဲ့စံချိန်တင်သွားတယ်လို့ရေးသားပြောဆိုခဲ့ပါတယ်။ဒီလိုရေးသားပြီးတဲ့နောက်မှာတော့တနားရီကျော်အကြာမှာပဲရေးသားချက်တွေကိုပြန်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။ယုံလေးရ2021စစ်အာဏာမသိခင်ကတည်းက2021ရွေးကောက်ပွဲကာလတွေတုန်းကဝါရဖြင့်တခြင်းဗီဒီယိုတစ်ခုဖြစ်တဲ့ ငါတို့အားလုံးရဲ့မြေစီလုံးသိမ့်ပြီးမြမပြီးဆိုတဲ့တခြင်းကိုတီဆိုထုတ်လုပ်ခဲ့ပြီးရိုက်ကူထားတဲ့ပုံစံကတော့ရုပ်ရှင်တရုပ်ဆောင်မမို့မြအောင်ကနိုင်ငံတော်အတိုင်းပင်ပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်အဖြစ်တရုပ်ဆောင်ထားပြီးမျက်နှာဖုံးစုမတမာသူတချို့ကလောက်ကြရမှာတက်မတော်ကလာရောက်ကဲတင်လိုက်တဲ့ပုံစံဇလန်းစင်ရိုက်ကူထားတာဖြစ်ပါတယ်။ အဲ့ဒီကာလကလေးကပြည်သူတွေရဲ့ဝေဖန်မှုတွေကိုကြုံခဲ့ရတာဖြစ်ပြီးအာဏာသိမ်းကာလမှာလည်းစစ်တပ်ဘက်ကနေရပ်တည်ခဲ့တဲ့အတွက်ပြည်သူတွေကအလူမှုရေးပြစ်ဒဏ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ရှင်။